မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကုန်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့ K2 မဒီလေးတပ်စခန်းကိုတရခွန်မောင်းမှာ short တိုက်တော့၁၁လုံးနဲ့နှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ၈ရက်နေ့မနေ့အစောပိုင်း၄:၃၃မှာ K2 မဒီလေးတပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကတရခွန်မောင်းမှာ short တိုက်တော့၁၂လုံးနဲ့ပြစ်ခတ်ခဲ့ရာ၄လုံးသာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ဘက်ကလည်းပြန်လည်ပြစ်ခတ်မှုများကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနေ့ည7:55မိနစ်ခန့်မှာလည်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်နေတဲ့ဂျားတွေကတော်လိုင်းတပ်ဖွဲ့များက K2 တုမဒီလေတပ်ကိုတရခုံမမရှော့တိုက်တုံးရှစ်လုံးနဲ့ထပ်မံပြီးတော့တွားရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ရာခွန်နာလုံးသာလေတပ်အတွင်းမှာအောင်မြင်စွာပြက်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတောင်ကိုလေတပ်စခန်းဌာနချုပ်ဟာ ကရင်ပြည်နယ်ကရင်ပြည်ရှမ်းတောင်မှာရှိတဲ့တော်လိုင်းအင်အားစုများစစ်ဆောင်ပြည်သူလူထုတွေကိုနေ့စဉ်ဘုံကျဲတပ်ဖြတ်နေတဲ့လေရင်များထားရှိတဲ့လေတပ်စခန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးတိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို BWM ရဲ့ Mission 42အဖြစ်နဲ့လုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ short တိုက်ဒုံးများဟာတောင်ကူလေတပ်အတွင်းကိုကြက်ရောက်ပောက်ကွဲကထပ်ဆင့်ပောက်ကွဲတာများကြားခဲ့ရတယ်လို့ပြောပါဗျ။နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုတော့ထပ်မံထုတ်ပြန်သွားမယ်လို့ပြောပါတယ်။ပြစ်တာကစစ်နှလုံးမှာ စက်တလုံးအောင်မြင်ပါတယ်ဒီတစ်ခေါက်မရှင်ကတော့တဏီတဲကိုတဏီရတဲကိုပဲနှစ်ချိန်ပြည့်ရတဲ့အတွက်အခက်ခဲနဲ့အန်ဒီရတော့အတော်များပါတယ်ဒုတိယအချိန်မှာတော့မပြစ်ခင်မှာကလေးကစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ရမ်းပစ်နေတာလို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF Anti-Coup People's Liberation Force ACPLF တန်တောင်မြောက်ပိုင်းအထုဒေတာအဖွဲ့တို့ဟာ KNL တောင်မဟာနှင့်တရင်ငားနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့မြောက်ဆန်းအမြောက်တပ်၃၄၄ကိုအကြမ်းဖက်စစ်ခွေးတပ်ကအင်အားအလုံးရင်းနေဖြစ်တင်းပို့ဆောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အချမ်းပတ်စစ်ကောင်စီတပ်ဟာစစ်အင်အား280ကိုပြီးခဲ့တဲ့ဇူလိုင်လ4ရက်နေ့ကအမြောက်တပ်344အတွင်းကိုစစ်တုံးဖောကားများနဲ့ပို့ဆောင်ခဲ့ပြီးတော့စစ်ကူအင်အားဖြည့်တင်းလာတဲ့စစ်ကောင်စီတပ်သားအလုံးနီးပါးဟာကြီကအင်ကြီးကြီကအုပ်ထုပ်များနဲ့ဝစ်ဆုံပြေးဝစ်ဆင်ထားတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါရတယ်။အင်အားတွေထပ်ပို့ထားတာမှန်ပါတယ်။အသေးခံတပ်သားတွေလို့ပြောတယ် သုံးလေးလေးတဲကိုဒူတိုင်းမှုနဲ့ဓာတ်ကဆမှုအစ်စ်ပါရောက်နေတယ်လို့သတင်းကြားထားတယ်လို့ရှေ့တန်းသတင်းရေးမိကပြောပါရယ်အမြောက်တက်သုံးလေးလေးကိုတော်လိုင်းဘူပေါင်းတပ်ဖွဲ့များကအနီးကတိုက်ခိုက်နေပြီးတော့ဘန်ကာများကိုပါလက်နက်ကြီးများနဲ့ပြစ်ခတ်ဖြိုခွဲနေတယ်လို့သိရပါရယ် ကြုံပြောခလိုက်ရတာနေထုံထုံအင်အားများအပြင်စစ်မှုထမ်းတင်တဲ့အပတ်စဉ်စက်နှစ်ကတင်တန်းစင်တပ်သားများကိုပါအမြောက်တက်အနီးတိုက်ပွဲကိုစစ်ခွေးတက်ကပို့ဆောင်နေခြင်းဖြစ်ပြီးတော့အမြောက်တက်အနီးပဝင်းချင်းမှာကာကင်းစခန်းများကိုဆောက်လုပ်ထားပြီးဂရုချင်းများစက်သွေးတူးမြောင်းများပါတူထားပြီးပုံလေးလေးကိုကာကွယ်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်းပြည်နယ်ပူတာအိုမြေကြီးနားလမ်းမိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကကယ်ဆယ်ရေးကိုအကြောင်းပြပြီးတော့ပြည်သူပိုင်ကားတွေနဲ့တဲဆောင်လာတဲ့73စီပေပါ90ကိုတင်စီရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ28ရက်နေ့မှာပူတာအိုမြေကြီးနားလမ်းမိုင်းမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ကယ်ဆယ်ရေးကိုအကြောင်းပြပြီးတော့ ပြည်သူပိုင်ကားများနဲ့တယ်ဆောင်လာတဲ့73စီပေးပါအလုံး90ကိုပူတာအုပ်ခံ ပြည်သူကာကွယ်တပ်ဖွဲ့ရဲ့စစ်စေးရေးဂိတ်မှာဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီ73စီပေးပါ90တင်ဆောင်လာတဲ့ရင်းမောင်းနဲ့ကားကိုပူတာအုပ်ခံပကဖကရဲဘော်များကဆက်လက်ထိန်းသိမ်းထားပြီးတော့စစ်ဆင်းမှုများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစီပေးပါတွေကိုစစ်ခွေးတွေကကယ်ဆယ်ရေးကိုဗန်းပြပြီးတော့ပို့တာပါ။ကျွန်တော်တို့ PDF စစ်စေးရေးဂိတ်ကပူတာအုပ်မြေကြီးနာကားလမ်းမှာပဲရှိတာ။အဲ့ဒီမှာဖမ်းမိတာပေါ့။ ကားသမားကိုတော့အေးမယူပြစ်လောက်ပါဘူးလောလောဆယ်တော့ကားနဲ့အတူတူဆက်လက်ပြီးတော့ထိမ့်သိမ်းထားပါတယ်လို့ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်အဲ့ဒီစီပေးပါများကိုကချင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိမင်းမင်းရဲ့လက်မှတ်နဲ့ကယ်ဆယ်ရေးလုပ်ငန်းများကိုအကြောင်းပြကအချက်မဲ့စစ်တပ်အတွက်တင်သွင်းလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ online ငွေလိမ်ခန်း ကြားဖြန့်ဂိုင်းတွေကနေဖမ်းဆီးထိန်းသိမ်းထားတယ်နိုင်ငံသားတွေတဲကပြည်ထောင်နိုင်ငံသား14ဦးကိုပြည်အစိုးရထံကိုအနှံ့သွားရန်စည်ရင်းများပေးပို့ထားပြီဖြစ်ကြောင်းကရင်နယ်ကြားဆောင်တပ် BGF ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခေါင်းဆောင်ပိုင်းလို့ဆိုတော့လေကြားဖြန့်လုပ်ငန်းကြီးကြပ်သူမန်နေဂျာအဆင့်သာအဆင့်နည်းဆုံးပါဝင်ပြီးတော့ညင်မနေဆက်မှုမရေမှုနဲ့လူမောင်ခုံမှုကျွလွန်သူများလည်းပါဝင်ကြောင်းနဲ့တရုတ်နိုင်ငံဘက်ကအကြောင်းပြန်ကြားလာပါကအနံမဲ့ကိစ္စများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ BGF ကတာဝန်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောကြားထားပါဗျ။၎င်းကအဲ့ဒီခေါင်းဆောင်တွေကတော့သူတို့နိုင်ငံမှာလည်းပြစ်မှုတွေရှိတယ်လေ။သူတို့စစ်ဆေးပြီးတော့မှအရေးယူမှုအပိုင်းတွေလောက်ရမှာပါ။ဒီမှာလှုပ်ထုံးလုံနည်းနဲ့အညီတပ်ဆိုင်ရာရဲတပ်ဖွဲ့ကစစ်ဆေးတဲ့အခါမှာဝန်ခံခြင်းမရှိပါဘူး။ပြီးတော့နိုင်ငံသားတွေဖြစ်တဲ့အတွက်ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးလို့မရဘူး။အဲ့ဒီတော့သူတို့ရဲ့ပြည်နယ်နယ်ပေးတဲ့ပုံစံတွေပဲလွှဲရမှာပါလို့ပြောပြထားပါဗျ။ ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ရွှေကုတ်ကိုမြောက်ရီမဲထော်တလေးအင်ဂျင်မြိုင်စတဲ့ဒေတာများမှာရှိတဲ့ကြားဖြန့်လုပ်ငန်းများကနိုင်ငံသားသားများကို BGF ကအထူးနိုင်နေရေးအဖွဲ့ဖွဲ့ပြီးတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလဒုတိယပတ်ကလေးကဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်နေရာတရုတ်နိုင်ငံကအဓိကအလိုရှိနေတဲ့ကြားဖြန့်လုပ်ငန်းအထက်ပိုင်းခေါင်းဆောင်များကိုဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကတကယ်ခေါင်းဆောင်ကြီးကြီးမားမားတွေကစိန်ခံကောင်းတဲ့မျိုးကြီးမျိုးပြတွေမှာပဲနေကြတာ သူတို့ကကိုဖြောင့်နေကြတာဒီဘက်ဒေတာလုပ်ငန်းတွေမှာသူတို့မလာကြဘူးလို့ပြောဆိုထားပါတယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာမြောက်ပရီမြို့မှာပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့တွေ့ဆုံခဲ့တဲ့တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့အဖွဲ့ဟာ၎င်းတို့ရဲ့ထိုင်းမြန်မာနယ်စပ်ခရီးစဉ်အတွင်းမှာကြားဖြတ်လုပ်ငန်းများကတရုတ်နိုင်ငံသားအယောက်3000ခန့်ကိုဖမ်းဆီးပေးရန်မြန်မာအစိုးရကိုတောင်းဆိုခဲ့တယ်လို့ပြောကြားထားပါတယ် BGF ထိန်းချုပ်ဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းများကနိုင်ငံသားများကိုဖမ်းဆီးပြီးတော့ပြန်ပို့နေတဲ့၅လတာကာလအတွင်းမှာတရုတ်နိုင်ငံသားအယောက်6000ခန့်အပါအဝင်နိုင်ငံပေါင်း30ကျော်ကနိုင်ငံသား9000နီးပါးကိုပြန်ပို့ထားနိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတောင်ငုံမြို့နယ်အောင်တပြေကုန်းရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်ခွေးသုံးအောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၈ရက်နေ့မနေ့၈ရက်နေ့ကအချိန်မှာအောင်တပြေကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးသုံးအောင်တိတ်ဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်သားမသားအလောင်းများကိုကောက်ယူကစစ်ကြောင်းတစ်ခုလုံးပြန်လဲဆောက်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကအောင်တပြေဂုံးကိုစစ်ကြောင်းထိုးလာတာတိုက်ပွဲအတွင်းမှာစစ်ခွေး၃កောင်သေးပါတယ်လက်နက်ကြီးတွေနဲ့ပြန်ထုတာလည်းရှိတယ်။တိုက်ပွဲဖြစ်ပြီးတော့သူတို့ရဲ့စစ်ခွေးမသားအလောင်းတွေကိုပြန်ကောက်သွားတာတိမ့်စီရမိတာတော့မရှိဘူးလို့ဝရဇိန်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကိုဝရဇိန်တပ်ဖွဲ့နဲ့တန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းပလဲမြို့နယ်အင်မတီပြူစောတိစခန်းကိုစစ်တပ်ကလေးချောင်းကနေပြီးတော့အင်အားအများအပြားဖြည့်တင်းနေပြီးပြည်သူ2500ခန်းဟာတော်တဲ့တောင်တဲတွေမှာဖြစ်တယ်လို့စစ်ပေးရှောင်နေထိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့ကပလဲမြို့နယ် ကဲနောက်နေမြေရဲစခန်းကို PLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကပလဲမြို့မှာရဲစခန်းနဲ့အင်မတီချေးရွာပြူစောတီစခန်းတို့ကို112လေရင်ထောက်ဖို့ရဟတ်ရင်နေနဲ့အင်အားအများပြားဖြည့်တင်းကကဲနောက်နေမြေရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ရန်စီစဉ်နေခြင်းဖြစ်တယ်လို့သိရပါဗျာ။ အင်မတိရွာကိုအင်အားတွေထပ်တိုးနေတာလေချောင်းကနေပဲလာချတာရဟတ်ရင်နဲ့ခွနစီလာချထားတယ်ပြီးတော့ဝိုင်ဖဲနဲ့ကရိတ်ခါတွေလာချတာလားလူလာချတာလားတော့မသိဘူးသုံးရက်လောက်ဇက်တိုက်လာချထားတာညအထိကိုမိတွေထိုးပြီးတော့လေးထီးတွေနဲ့ချနေတာလေးရက်၅ရက်ဇက်တိုက်ကိုချထားတယ်ဒီလာထဲမှာပဲဝိုင်ဖဲနဲ့ချထားတာတိုက်ပွဲက16ရက်နေပြီးတော့20 21 22 23 24ရက်နေအထိတုန်းကလည်းဇက်တိုက်အင်အားတွေကိုတိုးချထားသေးတယ်ရှစ်ဆက်တိုးလို့မရသေးဘူးတိုးလာရင်လည်းသေလန်းလာသလိုဖြစ်နေတာ စောစောပိုင်းတော့ကတော့ထိတွေ့တိုက်ပွဲအတော်လေးကိုဖြစ်တယ်။စခန်းသိမ်းမိတဲ့နောက်ပိုင်းခဏခဏစစ်ကြောင်းထိုးတယ်။၄50ကလောက်တော့ထိုးတယ်။ထိုးလည်းမရောက်နိုင်သေးပါဘူး။တိုက်ပွဲတွေမှာတော့စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုတွေပြည်စည်းတွေတိမ်းစီရမိတာတွေရှိတယ်။တချို့တွေကပြန်ဆုတ်ရတဲ့အချိန်မှာလက်နက်တွေရိုက်ချိုးခဲ့တာတွေရှိတယ်။ လက်နက်တွေကိုဟိုဟာဖြုတ်ပြက်ဒီဟာဖြုတ်ပြက်နဲ့ဖျက်ဆီးခဲ့တာတွေရှိတယ်လို့ပလဲမြွတ်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ကိုစော်ထက်ကရှင်းပြထားပါဗါတော်လိုင်းတပ်ဖွဲ့များကကန်တောင်နယ်မြေရဲစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့အင်အားဖြည့်တင်းခြင်း Jet Fighter နဲ့ Wi-Fi လေယာဉ်တို့နဲ့ပြန်တန်းချိန်ချောက်နေခြင်းတို့ကြောင့်နှောယိုတရက်မြေနီကုန်းထန်းတော်တိုင်းတရက်ကန်စုမုတ်ကုန်းညောင်ရင်းကုန်းဇောင်ချန်းကုန်းမင်းနိုင်မင်းကြောက်ဖြာကန်ဆင်ရှင်အိုးဘူအိုင်းမာကိုင်းတွင်အင်းကန်လက်ပုကန် အင်ဂျင်စုငါပြောတော့ခေါ်တန်နေခြေရွာတို့အပါဝင်ခြေရွာပေါင်း24ရွာကစစ်ဆောင်ပြည်သူ2500ကျော်ဟာတော်တွေတောင်တွေထဲမှာစစ်ပေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေကတော့ထွက်ပြေးနေကြရတာမပြန်လာနိုင်ကြသေးဘူး။လေရင်အန်ရဲကြောင့်ပေါ့။လေရင်အန်ရဲကိုကြောက်ပြီးတော့မပြန်ရဲကြတာပေါ့။ဘုံကျဲတာတော့မရှိဘူး။ဒါပေမဲ့လေရင်ကညာဘက်နေလဲတဝောဝောနဲ့ကိုဖိနေတာ။ဖိုက်တာနဲ့လာလိုက်ဝမ်ထရနဲ့လာလိုက်ဆိုတော့ပြည်သူတွေကကြောက်နေကြတာပေါ့။အဲ့ဒီလိုဆိုတော့မပြန်ရဲကြဘူး။တော်တဲ့တောင်ထဲတွေမှာရှောင်နေကြရတာ။ တောထဲတောင်ထဲမှာကိုဘသားကိုပဲတဲလေးဆောက်ပြီးတော့မိုးကလေးနဲ့ဖြစ်တယ်လို့နေနေကြရတယ်။အခုတော့မိုးရွာတော့နေရထိုင်ရတာတော်တော်ဆိုးတယ်။တော်တော်လေးကိုဒုက္ခရောက်ကြပါတယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ကိုစောထက်ကပြောပြထားပါတယ်။အခုလိုမျိုးစစ်ပေးတိန်ဆောင်နေရတဲ့ပြည်သူများဟာမိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့်စားတောက်ရေးနေရထိုင်ရေးအခက်အခဲများရှိနေပြီးစားနပ်ရိက္ခာနဲ့အမိုးကအကူအညီများစွာလိုအပ်လျက်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲကာလအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံချဲတိုက်ခတ်မှုကြောင့်စပားစီခြေရွာကပြည်သူ၆ဦးမင်းတိုင်းမင်းခြေရွာ ါကပြည်သူတအူးငပြောတော့ကြည်ပါကပြည်သူသုံးဦးစုစုပေါင်း၁၀ဦးထက်မနည်းတေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ